အားလုံးမင်္ဂလာပါကျေးဇူးပါတယ်ဒီနေ့တော့ကျွန်တော်တို့အဝတ်စားအကြောင်းလေ့လာမယ်နော်အဝတ်စားနဲ့ပတ်သက်တဲ့နာမည်ရတော့ဒီအရေးဖြစ်ပါတယ် C L O T H E S clothes clothes အတော့အဝတ်စား clothes လို့ပြောပါတယ်အင်္ဂလိပ်လိုအဝတ်စားဟုတ်နော် C L O T H E S clothes အဝစာ CAP 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 ဆိုတော့အုတ်ထုတ်ရှာတော့အုတ်ထုတ်ပေါ့ CAP cap ပြန်နိုင်ငံခြားမှာဆိုလေ CAP cap ဆိုရင် taxi ကို car taxi เนาะ car taxi ကိုလည်း cap လို့ပြောပါတယ်နိုင်ငံခြားမှာပြီး t-shirt t-shirt လက်တူ t-shirt အင်ဂျီပေါ့เนาะဒီအလေးကတော့ t-shirt တီရှပ်ဆိုတော့သူရှပ်ရှပ်အင်ဂျီယာဒီနဲ့တူနေလို့တီရှပ်လို့ပြောတာဖြစ်ပါတယ်တီရှပ် being uu shirt s h i r t shirt ဆိုတာ uu shirt အင်ဂျီယောက်ျားလေးဝတ်တယ်အနော် shirt အင်ဂျီဒီ t-shirt မဟုတ်ဘူး uu shirt အင်ဂျီအပေါ်ကကျတော့ t-shirt ကျတော့ t ပုံစံဖြစ်လို့ t-shirt လို့ပြောတာဖြစ်ပါတယ်အောက်ကကျတော့ uu shirt အင်ဂျီယောက်ျားလေးဝတ်တယ်ပြီးရင် d r e s stress ရက်ဆိုတာကောင်းကိုပြောတာဖြစ်ပါတယ်မင်းကလေးဝတ်တဲ့ကောင်းဝင်ရှိပေါ့နော် DR ES stress being S O C K S socks socks ဆိုတာချီဘာကြောင့် S ပါလဲဆိုချီမှာနှစ်ခုပါလို့ပေါ့နော်အဲကြောင့် S ထည့်ရတာဖြစ်ပါတယ် socks ပြီးအပေါ်မှာဒီ clothes ES မှာလဲ clothes မှာလဲ လမောင်းနှစ်ခုမှပေါ့နော်နှစ်ဖက်လုံးပါလို့ပေါ့နော်အဲကြောင့်သူနောက်မှာ Esther ဖြစ်ပါတယ် Crow ဆိုရင်အီအီလမောင်းပေါ့နော်ဝတ်တဲ့အချိန်နှစ်ဖက်ပါတယ်လေလမောင်းနှစ်ဖက်မှာပါတယ် WhatsApp နှစ်ဖက်ပါတော့ကြောင့်အဲကြောင့်သူ S လို့ပြောရဖြစ်ပါတယ် clothes socks c h a b e l t belt belt ဆိုတာကပ်နော်ပြန်ပေါင်းကြည့်အောင် clothes cab cab ဆိုတာအုတ်ထုတ်လည်းဖြစ်တယ် taxi ကားလည်း cab ဖြစ်တယ်နော် t-shirt ဒီနဲ့တူတဲ့ရှက်အင်ကြီးပေါ့နော် t-shirt shirt ဆိုတာယူယူရှက်အင်ကြီးယောက်ျားလေးဝတ်တယ်ဟာ dress ကောင်မိန်းကလေးဝတ်တဲ့ကောင်အရှိ socks ခြေ belt ကပ်ပတ်ကြီးစုတင်ပါတယ် ကျွန်တော်ရဲ့ channel ကို subscribe have a video with လုပ်ထားပါဗီဒီယိုအသစ်ကြည့်လို့ရအောင်နောက်မှပြန်တွေ့ကြအောင် please subscribe my channel see you in the next video thank you so much for watching this video